Hello အားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့အိမ်မှာတူဘူးနွေးလှုပ်ရှားဖြစ်လို့ပေါ့နော်။မနက်စာကိုတူဘူးနွေးလေးလှုပ်ရှားပါမယ်ရှင်။အရင်ဆုံးစက်သား90သားကိုတန်ရှင်းစင်ကြင်အောင်ဆေးကြောပြီးတော့ပင်းပြရဲ့အကြီးထမင်းစားစွန်တစွန်နဲ့စက်သားမှုထမင်းစားစွန်တစွန်ထည့်ပြီးတော့နူးဤသွားတဲ့နေထားလောက်ထိပြုတ်ထားပါမယ်။စက်သားပြုတ်ထားတော့မှပဲတခြားပြင်ဆင်စရာရှိရလေးလည်းပြင်ဆင်မယ်ပေါ့နော်။ ရှင်းကျင်သည်ရှစ်လုံးလောက်ကိုစားနဲ့အရင်ဆုံးစိန်ထားလိုက်ပါမယ်။နိုင်ဝက်လောက်စိန်ထားလိုက်မယ်ပေါ့နော်။ရှင်းကျင်သည်ကိုစားနဲ့ရေစိန်ထားတော့မှပဲကျွတ်တော်မိလေးတွေကိုစေးကြောတန်ရှင်းလုပ်ပြီးတော့လီးဖြတ်ထားလိုက်ပါမယ်။ကျွတ်တော်မိလေးတွေလီးပြီးပြီဆိုရင်တော့ရင်မွေးလေးတည်ထားလိုက်မယ်ပေါ့နော်။ရင်မွေးပွက်ပွက်ဆူတဲ့ထဲကိုကျွန်မမုံညင်းစိန်လေးသုံးပါတယ်။မုံညင်းစိန်လေးကိုရင်မွေးလေးဖြောလိုက်ပါမယ်။ပြီးရင်မုံညင်းစိန်နဲ့အတူပဲပဲမောင်လေးလည်းရင်မွေးဖြောမယ်ပေါ့နော်။ဒီနေရာမှာရွှေပဲရရှိလို့ရှိရင်မုံညင်းစိန်မသုံးဘဲနဲ့ရွှေပဲရသုံးလို့ရပါတယ်။ ကျမရွှေပဲရွယ်ဝယ်ရတာအဆင်မပြေလို့ပေါ့နော်ဒီနေရာမှာမုံငင်းစိလေးနဲ့ပဲပင်ပေါင်လေးပဲသုံးလိုက်ခြင်းဖြစ်ပါရဲ့ရှင်ပြီးွားရင်တော့ပဲအရည်အတွက်ကို မွေးပဲစိမုတ်တစ်ထုပ်သုံးပါရယ်မွေးပဲစိမုတ်150ဂရမ်ကိုကျမတို့စလုံးလေးတက်ထည့်ပြီးတော့ငချင်းဖန်ခွက်နဲ့ရေတစ်ခွက်စာလောက်ထည့်ပြီးတော့ဒီပဲမုတ်လေးတွေပျော်သွားတဲ့အနေထားလောက်ထိတေချာလေးဖြော်သွားပြီးလိုက်ပါမယ်ရှင် ပဲမှုန်လေးတွေနဲ့ရေနဲ့ကတသားတည်းဖြစ်သွားပြီးလုံးဝပျော်သွားပြီဆိုလို့ရှိရင်တော့ငကျင်းဖန်ခွက်နဲ့ရေလေးနှစ်ခွက်လောက်ထည့်ထားပြီးတော့ကျမတို့ဒီပဲအနှစ်ရေလေးကိုတနာရီပေါ့နော်45မိနစ်တနာရီလောက်လို့နှက်ထားလိုက်ပါမယ်ရှင်ကျမတို့တခြားအရာလေးတွေပြင်ဆင်တာလဲနိုင်ဝက်လောက်ကြာသွားပြီဆိုတော့ခရမ်းစင်သေးလေးတွေကိုလည်းကိုလူချင်တဲ့အနေထားလေးတွေတုံးလိုက်ပါမယ်ပြီးွားရင်ကျမစိတ်ဆက်နေကြလေးပါရှင ဒီနေရာမှာကြိတ်ဆက်နဲ့မကြိတ်ပဲနဲ့ပေါ့နော်ဟင်းချက်တဲ့နေရာမှာအီအီလေးဖြောင်းအောင်ချက်လို့လည်းရပါတယ်ကျွန်မကတော့ချက်ကြတာကြာမှာဆိုလို့ကြိတ်လိုက်ခြင်းဖြစ်ပါတယ်ခင်းညင်ဒီလိုကြိတ်ပြီးပြီဆိုရင်တော့ချက်သားလေးရလည်းနူးအီသွားတဲ့အနေထားရောက်ပါပြီချက်သားနူးအီသွားပြီဆိုရင်တော့အီအီလေးခံပြီးတော့ကျွန်မတို့အသားလေးတွေမြင်နှားလိုက်ပါမယ်ပြီးတော့ရင်တိုးနွေးထဲမှာထည့်မယ်ချက်သားလေးကိုစတင်ချက်ပါမယ် ချက်သားချက်မဲ့စီကိုတော့ကျွန်မစီနည်းနည်းလေးပဲတုံးထားပါဗါးစီနည်းနည်းလေးလေးကိုကျွန်မကစွနိမုတ်အနေငယ်ထည့်ပါမယ်စီလေးပူလာပြီဆိုရင်တော့ချက်တော်နီအလုံးအကြီး၈လုံးလောက်လှီးထားပါဗါးဒီလှီးထားတဲ့ချက်တော်နီလုံးကြီးလေးကိုနွမ်းသွားတဲ့အနေထားလောက်ထိကျော်သွားပေးလိုက်ပါမယ်ရှင်ချစ်တော်နီလေးနဲ့နောင်းသွားပြီဆိုလို့ရှင်တော့ချင်းတတက်လောက်ကိုနုံနုံဆင်းပြီးတော့ထည့်ပါမယ်။ချင်းနဲ့လျက်လှလိုက်မွေးလာပြီဆိုရင်တော့ငြိုသည့်အစိမ့်မုတ်ကိုကျွန်မကထမင်းစားစွန်းနဲ့နှစ်စွန်းနဲ့တဝက်လောက်ထည့်လိုက်ပါရစေ။ မြို့သီးနှံ့ပြောက်သွားတဲ့နေသားလောက်ထိကျော်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ခုနကြိတ်ထားတဲ့ခရမ်းကျင်သီးကိုထည့်လိုက်ပါမယ်။ကျမခုနကပြောသလိုပဲပေါ့နော်ခရမ်းကျင်သီးကမကြိတ်ပဲနဲ့ဒီနေရာမှာခရမ်းကျင်သီးအတုံးလိုက်တွေပဲထည့်ပြီးတော့နူးဤွားတဲ့နေသားလောက်ထိချက်လဲရတယ်ပေါ့နော်မိမိစိတ်ကြိုက်ပါကျမခုနထည့်လိုက်တဲ့ရည်လေးကတော့ကြက်ပြုတ်ရည်လေးပါကြက်ပြုတ်ရည်လေးပါတခါတည်းထည့်ပြီးတော့ချက်လိုက်ပါရရှင်အဒီခရမ်းကျင်သေးလေးတွေစုပွက်လာတဲ့အနေထားလောက်ထိကိုအဖုံးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါမယ် ခင်းချင်းတွေကစူပွက်လာတဲ့အနေထားရောက်ပြီဆိုရင်တော့ကျမတို့မြင်လာတဲ့ချက်သားလေးတွေကိုထည့်လိုက်ပါတော့မယ်ရှင်ဒီမှာကျွန်မခန်းကျင်ဒီကိုကြိတ်လိုက်တာပေါ့နော်ချက်ကားတဲ့အချိန်မှာအချိန်ကုန်တက်တာပြီးမြန်ဆန်အောင်လို့ကြိတ်လိုက်ခြင်းဖြစ်ပါတယ်မကြိတ်ချင်တဲ့သူတွေကတော့ခန်းကျင်ဒီကိုကိုလိုချင်တဲ့အနေထားလိုက်လေးလှည့်ဖြတ်ပြီးတော့နူးဤသွားတဲ့အနေထားလောက်ဒီချက်ပြီးသွားတော့မှဒီချက်သားလေးတွေထည့်လို့ရမှာပေါ့နော်ကျက်သားနဲ့ခန်းချင်းဒီအနှစ်ဒီနဲ့ရောသမအောင်ပြေးပြီးပြီဆိုရင်တော့ကျက်သားမုတ်ကိုထမင်းစားစုံနဲ့တစုံတစ်ဝက်ထည့်ပါရတယ်။အဲပြီး စာကိုလည်းလက်ဖက်စာစွန်းတစ်စွန်းလောက်ထည့်လိုက်ပါရရှင်။ပြီးွားရင်တေချာလေးနှမ်းဆက်သွားအောင်မှုပြီးတော့ကျွန်တော်တို့ဒီထည့်ထားတဲ့ကြက်ပြုတ်ရည်တွေရောပေါ့နော်။ဒီရည်တွေအကုန်လုံးခန်းချောက်သွားတဲ့အနေထားလောက်ထိချက်သွားပါမယ်။ကျသားချက်နေတော့မှာပဲကျမကကျသွန်ဖြူရှစ်လုံးလောက်တုံးလိုက်ပါတယ်ကျသွန်ဖြူရှစ်လုံးလောက်ကိုကျိတ်ဆက်လေးနဲ့ကျိတ်လိုက်ပါတယ်ပြီးွားရင်စီလေးနဲ့ငယ်ထည့်မယ်စွန်းနှမုတ်လေးထည့်ပြီးတော့စီပူလာတဲ့အချိန်မှာကျသွန်ဖြူကျိတ်ထားတာလေးကိုကျွတ်နေတဲ့အနေထားလောက်ထိကြောပါမယ် ဒီစွတ်ွန်ဖြူလေးကစီးမွေးလို့ပို့ပဲတွက်ပေါ့နော်စွတ်ွန်ဖြူလေးကိုမချိတ်ပဲနဲ့ကိုကပေါ့နော်လုံးလုံးစင်ပြီးကြော်လေးရပါတယ်မိမိစိတ်ချိုက်ပါနော်ရချက်တူစီချက်လေးရလဲချက်သွားပြီဆိုတော့ကျွန်မနှမ်းကိုဓမ္မစာဆုံးတုံးဆုံးထည့်ပါရတယ် ငါမျိုးဆက်မစလာဟောကလဖက်စားစုံနဲ့နှစ်စုံနဲ့တဝက်တူတူလောက်ထည့်လိုက်တယ်ပေါ့နော်ပြီးမှရောသမတော်အောင်ပြီးပြီးရင်ခုနကဆက်ထားတဲ့စက်သွန်ဖြူစီချက်ကလေးနဲ့ရောသမတော်အောင်ဝေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တူဦးမျိုးရဲထဲမှာစီမွေးလေးရပြီပေါ့ပြီးမှခုနတဲဦးရဲကိုပဲစီလေးနှင်းငယ်ထည့်ပြီးစီပူအောင်လုပ်ပါမယ်ပြီးမှငရုတ်တိအချက်မှုကိုထမင်းစားစုံနဲ့သုံးစုံလောက်ထည့်ပြီးတော့ဒီစီပူလေးလောင်းလိုက်မယ်ဆိုလို့ရှိရင်ငရုတ်တိစီချက်ကလေးလည်းရမယ်ပေါ့နော်ကြည့်ကျွန်မအားလုံးပြင်ဆင်နေတော့မှာပဲစက်သားကလည်းဒီစက်ဖြူကြီးလေးတွေကလည်းရေတော်တော်ခမ်းသွား ါပြီပေါ့เนาะဒါပေမဲ့အနေငယ်တော့ကြံသေးတယ်အဲ့တော့ငါမျိုးဆက်မစလာလေးအုပ်လိုက်ပါတယ်ပြီးွားလို့ရှိရင်ရောသမတော့အောင်မှုပြီးတော့လုံးဝခြောက်သွားတဲ့အနေထားလောက်ဒီထပ်ပြီးတော့ခဏလောက်ပြီးဖို့တင်ထားနိုင်မယ်ပေါ့เนาะကပြူရပြီဆိုလို့ရှင်တော့ပဲချိုဖို့အတွက်ပြင်ဆင်ပါမယ်ပဲချိုဖို့အတွက်ကိုရေသန့်1လီတာနီးပါးလောက်ကိုကျွန်မရေနွေးလေးကြိုလိုက်ပါမယ်ရှင် ရင်းနှီးပွပွဲဆူလာပြီဆိုရင်တော့ကျမခုနကနှက်ထားတဲ့ဘဲရည်လေးတွေကိုထည့်ပါမယ်။အိုးမကတ်စီဖို့အတွက်လည်းရောင်းမလေးနဲ့အဆက်မပြတ်မှုသွားရမယ်ပေါ့နော်။ပြီးတော့အယောင်လေးလှစီဖို့အတွက်ကိုကျမကဆနွင်းမုံလေးထည့်လိုက်ပါတယ်။ your ရတာအနေနဲ့ကျွန်မပဲကျူတဲ့ဦးရဲကိုအဲစားလက်ဖက်စားစွန်းတစွန်းမရှိဘူးပေါ့နော်တဝက်လောက်ပဲရှိပါတယ်ဒါလေးထည့်လိုက်ပါတယ်စက်သားမုတ်ကိုတော့ထမင်းစားစွန်းနဲ့တစွန်းနဲ့တဝက်လောက်ထည့်လိုက်ပါတယ်ပြီးွားရင်အဆက်မပြတ်မွေးသွားပါမယ် ပဲလေးရမပစ်မခဲအနေထားလောက်မှာဆိုလို့ရှင်တော့အဆင်သင့်ဖြစ်ပြီပေါ့နော်။အိုမကတ်စီဖို့အတွက်လည်းအဆင်မပြတ်မှုသွားရပါတယ်ရှင်။ကျမကတော့ဒီအနေထားလောက်ဆိုလို့ရှင်အဆင်သင့်ဖြစ်ပါပြီ။အဲ့တော့ဒီအနေထားလောက်ဆိုလို့ရှင်ထည့်လို့ထည့်စားလို့အဆင်ပြေပြီပေါ့နော်။ကျမကတော့ဒီအနေထားလောက်မှာပဲရက်လိုက်ပါတယ်ရှင်။ပြီးတော့ဆန်စည်းခောက်ဆွဲတော့ဒီတစိမ့်လေးတုံးလာပါတယ်ဒီကြောင်နဲ့တစိမ့်ပေါ့နော်ဒီတစိမ့်လေးတုံးပါတယ်ရှင် တူဘူးနေရလေးစားကန်ဒီမှာဒီခေါက်ဆွဲကိုပြုတ်ပြီးစားလို့ရှင်အီအီဖက်ဖက်လေးနဲ့ပူစားကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်မတပွဲစားပဲပြုတ်ပါတယ်ရှင်နူပပွဲဆူရဲထဲကိုတပွဲစာရှိတယ်စံစီ ခောက်ဆွဲလေးထည့်ပါတယ်ပြီးွားတော့ကိုလိုချင်တဲ့အနေထားလေးပေါ့နော်အီအီဖက်ဖက်လေးရပြီဆိုရင်တော့ကျွန်မကဒါလေးကိုစကားနဲ့စစ်ပြီးတော့ချလိုက်ပါတော့မယ်ကဲဒါဆိုရင်တော့တော်ဖူးနွေတက်ကအားလုံးအဆင်ပြေဖြစ်သွားပါပြီအဲ့မပါမဖြစ်ကတော့အီချာပွေးလေးပေါ့နော်အီချာပွေးလုံနီးလေးရကျွန်မအရင်ကလည်းတင်မှုရရှိတဲ့အတွက်တည်ချင်တဲ့သူရှိလို့ရှိရင်ရှားကြည့်နိုင်ပါတယ်နော် အရင်ဆုံးတပွဲစပြင်လာတဲ့စံစည်းခေါဆွေလေးတွေကိုပဲနှစ်ရည်လေးထည့်ပါမယ်ပြီးွားရင်စံစည်းခေါဆွေနဲ့ပဲနှစ်ရည်လေးနဲ့ရောသမပွင့်မယ်ပေါ့နော်ပြီးွားရင်ပဲနှစ်ရည်လေးနည်းနည်းထည့်ထည့်ပြီးတော့လိုအပ်တဲ့ပစ္စည်းလေးတွေကိုထည့်သွားပါမယ်အရောင်ရည်သီးစီချက်ထည့်တယ်စက်သားထည့်တယ်ပြီးွားတော့စီမွေးလေးထည့်ပါမယ်ပြီးရင်အရွက်နေနဲ့အမုံညင်းစိမ့်ထည့်မယ်ပဲပင်ပေါက်ထည့်မယ်မြေပဲလှော်ပြီးတော့ထောင်းလာတာလေးလည်းထည့်ပါမယ် ပြီးတော့အီချာကိုလေးညှက်ထဲမယ်ပေါ့နော်အရသာနေနေတာတော့ဘင်းကပြားရဲ့အနောက်ပြီးတော့ကိုကြိုက်နေတတ်တဲ့ကိုရဲ့ပါးစပ်မှာကြိုက်နေတတ်တဲ့အရသာတိုင်းလေးကိုစပ်ပါနော်ဘင်းကပြားရဲ့အနောက်ထဲပါတယ်ဘင်းကပြားရဲ့အကြီးထဲပါတယ်ဘင်းကပြားရဲ့အကြီးဘင်းကပြားရဲ့အနောက်ကတော့မိမိစိတ်ကြိုက်တိုင်းထဲနိုင်ပါတယ်နော်ကဲဒါကတော့အရင်ဆုံးကျွန်မဖျားစွန်းတော်လေးကပ်ပါမယ် ပြီးွားရင်တော့မိသားစုတွေစာဖို့အတွက်ပြင်ဆင်ပေးပါမယ်ကျွန်မရှမ်းချင်လေးလေးပြင်ဆင်လိုက်ပါတယ်တူနွေးဆိုလို့ရှိရင်လည်းရှမ်းကျလေးကမပါမဖြစ်ပဲပေါ့နော်စားလို့အရန်ကောင်းဝေးရတာရှိပါတယ်။အီချာကိုလေးနဲ့ကလည်းတော်တော်လေးလိုက်ဖက်တယ်ပေါ့နော်ဝတ်သားစားတဲ့သူဆိုလို့ရှိရင်တော့ဝတ်ခောက်ကြော်လေးနဲ့ဆိုလည်းတော်တော်လေးလိုက်ဖက်ပါတယ်ရှင်။ပုံမှန်ဆိုလို့ရှိရင်တူနွေးရရွှေပဲရောက်ကမပါမဖြစ်ပေါ့နော်ကျမတို့ဘက်မှာရွှေပဲရောက်ဝေးရတာကနည်းနည်းအခက်အခဲရှိရတယ်ကျမကတော့ရွှေပဲရွှေပဲရလေးကိုမထဲတော့ဘူးပေါ့နော်။ ကျွန်မရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ Not of Glory မှာပြန်တွေ့ပါမယ်နော်။ကျွန်မရဲ့ page လေးကိုလည်း like and follow လုပ်ခဲ့ပေးပါအောင်။ကျွန်မရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ TikTok account လေးကိုလည်း follow လုပ်ခဲ့ပေးပါအောင်ရှင်။အားလုံးပဲ bye bye